မင်္ဂလာပါပရိသတ်များရှင်ကျမတို့အောင်မင်္ဂလာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာဆိုရင်တော့နောက်ပြောင်ကြည်စေခံကလေးတို့ဘွားဆွဲချောင်းရလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်အစီအစဉ်စတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Subscribe လုပ်ရသင် Subscribe လုပ်သွားပေးပြီးတော့ဘေးနားက Notify Bell လေးကိုနှိပ်သွားပေးဖို့အတွက်မြစ်တာရဲခံလိုပါရယ်ရှင်ရှမ်းရောအငဲတက်တက်ကလေးတရားအတွက်အလွန်ကြွန်ကာကွယ်ပေးတက်တဲ့မိဘတွေထက်ယုံကြည်စိတ်ချမှုကိုပေးတက်တဲ့မိဘအများစုကပိုပြီးအထောက်အကူဖြစ်စေနိုင်ပါတယ်။ ကျမကဆရာကိုမိဘတွေကသူတို့ရဲ့ကလေးတွေရက်ဆက်ကြမ်းတမ်းနဲ့နောက်ပြောင်ကြည့်စရာမျိုးတွေသူတို့ကိုနိုင်ကလလိုက်လျော်လျော်မလုပ်ပဲဘလို့ရင်ဆိုင်ရမယ်ဆိုတာမိဘတွေသင်ပေးနိုင်ဖို့အရေးသားစီချင်နေပါတယ်ကျမလေးလာသိရှိခဲ့ရတဲ့ဒီလိုမျိုးအရသာခံကြမ်းတမ်းရက်ဆက်မှုမျိုးလုံးနေကြတဲ့ကလေးအလုံးယောက်ကသူတို့ထက်ကြီးတဲ့အကိုအဖေဦးလေးတရားယောက်ကအလားတူပြုမှုတာကိုခံခဲ့ကြတဲ့ကလေးတွေကြီးပါပဲဆရာကျမဖို့အမေအမအတော်တယောက်ကဒီလိုလောက်တာမျိုးမတွေ့ခဲ့ရပါဘူးဒါပေမဲ့အားမျိုးကိုယောက်ျားသားတွေကပဲလောက်တတ်တယ်လို့ကျမမပြောလို့ပါဘူး ျမမေးခဲ့မိကုံးမမမူတီဘီကျမတို့မိသားစုထဲမှာရေရွှင်ပျော်ပါးစရာနဲ့ကြည်စဲနောက်ပြောင်နာမျိုးတွေမရှိဘူးလို့ဆရာတွေးကောင်းတွေးပါလိမ့်မယ်။အဲ့ဒါကအရေးကြီးတာမဟုတ်ပါဘူး။ကျမတို့ကကျမတို့အားလုံးရှင်မောပျော်ရွှင်စေတဲ့အမျိုးအစားနဲ့မျက်ရည်ကြားမှုစိတ်ပြည့်အားငယ်ဒေါသဖြစ်မှုတွေကိုဖြစ်စေနိုင်တဲ့နောက်ပြောင်ကြည်စဲမှုမျိုးကိုခွဲခြားထားတာဖြစ်ပါတယ်။ဒုတိယမျိုးစားအတွက်ဥမာရီကတော့ကျမရဲ့ကလေးတယောက်ကိုသူ့နဲ့ကစားဖို့ကစားဖက်ကအခန်းထဲမှာထည့်ပြီးတော့ခတ်ထားမယ်။တနေ့ကလေးလုံးကြာတဲ့အထိဆိုပါတော့ ျမတင်မီဖို့စိတ်နှောက်ရှက်ဖြစ်ထိခိုက်ခံစားရပြီပေါ့ဆယ်ကျော်သက်ရွယ်ကလေးနှစ်ယောက်ကသုံးနှစ်သားရွယ်ကျမသားရဲ့အနှစ်သက်ဆုံးကစားစရာတစ်ခုကိုယူသွားပြီးသူ့ကိုထိုးချိန်မယ်ပြီးတော့လုံးဝပျောက်သွားပြီလို့ပြောတယ်။ကျမရဲ့ကလေးယူမတက်ခံစားခဲ့ရပါပြီ။ကျမအနေနဲ့ကလေးမျိုးဓာမျိုးကဘာမှမဖြစ်လောက်ပါဘူး။တိတ်ဆိတ်နှောက်ရှက်မဖြစ်ခံပါနဲ့လို့ပြောရမှာလား။ဒါမှမဟုတ်သူ့အနေနဲ့လည်းတခြားကလေးတွေကိုဒီလိုနောက်ပြောင်ကြည့်စရာမှန်တယ်လို့သင်ပေးရမလားဆရာ။ အဲ့မိခင်ကအတ္တိကပြဒနာတစ်ခုကိုတင်လာတာဖြစ်ပါတယ်တခါသူမကတိမ်မွေးတဲ့နောက်ပြောင်ကြည်စဲမှုနဲ့ရက်ဆက်တဲ့နောက်ပြောင်ကြည်စဲမှုကြောင့်ကွဲပြားခြားနာတာနဲ့ကျွန်တော်ပထမဆုံးဂိုင်တွေ့နိုင်ဖို့စူးစမ်းခြင်းနဲ့ယောက်ျားလေးတွေကပို့ပြီးဆိုးတဲ့နောက်ပြောင်ကြည်စဲသူတွေဖြစ်တဲ့ဆိုတဲ့အချက်နှစ်ချက်ဖြစ်တဲ့ဆက်နွယ်ပြဒနာတစ်ခုကိုပါလက်ဆောင်ပေးလိုက်ပါသေးတယ် ှင်နိခင်မင်မှုနဲ့စာနောက်တာမျိုးနဲ့ရဆက်တဲ့စာနောက်တာမျိုးကြားမှာဆန်သက်မရမဲ့ကွဲပြားခြားနားမှုတခုရှိမယ်လို့တော့ကျွန်တော်မယူဆပါဘူး။နှမျိုးစလုံးကအ ਨੇ ဆုံးနည်းနည်းတော့ထိခိုက်နာကျင်စေရမှာပဲ။မိဘကောင်းတဲ့အနေနဲ့အနောက်ဆက်ပြုစဖြစ်လာတဲ့သူမဟုတ်ကိုကိုကိုအထိခါဖြစ်အောင်လှုပ်ရှားပြုလာတဲ့ကလေးတရားကိုစူပူချိန်မောင်းတာမျိုးထပ်ပို့ပြီးသူ့ရဲ့ပြုမှုကိုပြုပြင်တက်မှတ်ပေးတာမျိုးစတဲ့ ်နောက်တဲ့ပုံစံမျိုးလောက်ကောင်းလုံနိုင်ပါတယ်အဲ့ဒီမိဘတွေရဲ့ရည်ရွယ်ချက်ကကောင်းပါတယ်ပြီးတော့ကလေးရဲ့ခံစားချက်ဆူဆူရွာထိခိုက်နာကျင်စေနိုင်တဲ့ထင်းငေါလောင်ပြောင်နာမျိုးမသုံးမိအောင်အဲ့ဒီမိဘတွေကအကျိုးစားတတ်ပါတယ်အဲ့လိုပဲအရွယ်ရောက်ပြီးသားသူတယောက်ကမိဆွေကောင်းတယောက်ကိုသူစိတ်ဆိုးနေရစွာပေါ်လဲပေါ်လွင်လူမှုရေးရလဲလက်ခံနိုင်တဲ့သဲဝိုက်တဲ့နီးနဲ့နောက်ပြောင်ကြည့်စေကောင်းကြည့်စေနိုင်ပါတယ်အစ်နာတရားမရှိတဲ့ကလေးတယောက်ကသူ့ထက်ငယ်ရွယ်ပြီးသူများကိုအနည်းမပေးတတ်တဲ့ကလေးတယောက်ကိုရက်ဆက်ကြမ်းတမ်းတဲ့ပုံမြင်ဇလန်းတွေသို့မဟုတ်ကလင်ကကြင်ဤတနီနီနဲ့ကလေးခန်းစာ ားနေရတာကိုကြည့်ဖို့တသက်လုံးတဲ့အခါမှာဘယ်ချိန်မှာကလေးရဲ့ခန်းစားချက်တွေကိုတစားစီကွဲချိသွားမယ်၊လိပ်ပြလွင့်မတဲ့ခန်းစားသွားရမယ်ဆိုတဲ့နေရာမှာတော့အစိအရရောရွယ်ချက်ရပါကွာချာကွဲပြားခြားနားမှုတွေအများကြီးရှိပါနေအဲ့ဒါကတခြားဘလို့အကြောင်းကျိုးခက်ချက်မှမပါတဲ့ရက်ဆက်မှုအရသာစိတ်ခံစားချက်ကိုလွတ်ပေးလိုက်တာလို့ပြောရမယ်ထင်ပါတယ် ဒါမဲ့ဒီနေရာမှာနှိမ့်ဆက်ညင်ပန်းသူကကလေးကိုဒုံနဲ့ရိုက်တာမျိုးမလုပ်ဘဲရွှဲဆက်ကြမ်းတမ်းမှုကိုတွယ်ဝကြံစားထားတဲ့ပုံစံမျိုးသုံးလိုက်တာကိုခင်ဗျားတို့တွေ့နိုင်ပါတယ်။သူ့ရဲ့လောက်ရက်ကအဆိုးရွားတဲ့တရားမှုကိုဖြစ်စေရဲဆိုပေမဲ့သူ့ကိုပြန်ပြောင်းတင်းတင်းအမှားကျွလွန်းလာလို့တော့အလွယ်တကူဆွဆွဲလို့မရနိုင်ပါဘူး။ ယောက်ျားလေးတွေကပြဲများအားဖြင့်ပိုပြီးဆိုးရွားတဲ့နောက်ပြောင်ကြည့်စေသူတွေဖြစ်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ကတော့အဲ့ဒီမိခင်နဲ့ကျွန်တော်ကသဘောထားတူညီမှုရှိပါတယ်ဖြစ်နိုင်တဲ့အကြောင်းပြချက်တွေကယောက်ျားတွေကမိမသားတွေနဲ့စိတ်နေသဘာဝအရကွဲပြားခြားနားမှုရှိမရှိဆိုတာနဲ့ရှိရလို့လေအဲ့ဒီကွဲပြားခြားနားမှုကမွေးရပါလားဓမ္မမုတ်ကလေးပွားလေးချင်းတင်ကြလာတဲ့အခါကျမှပေါ်ပေါက်လာတာလားဆိုရင်ညင်ပွားမှုဟောင်းကြီးစီကိုပဲကျွန်တော်တို့ကိုပြန်ရောက်သွားစေပါတယ်ကျွန်တော်ကိုယ်ပိုင်တွေးမြင်ယူဆချက်တွေကတော့ယောက်ျားလေးအများစုကမွေးလာကလေးကမိန်းကလေးတွေထပ်ပို့ပြီးကြီးမားတဲ့ရန်လိုထိပါတဲ့သဘော ောရှိပါတယ်။ဒါပေမဲ့သူတို့မှာစိတ်ချတဲ့အတိုင်းအတာတစ်ခုဖြစ်ရန်လိုမှုကိုထိန်းချုပ်ဖို့အတွက်အစိပ်ပိုင်းတွေလည်းပို့ပြီးတော့ရှိနေပါသေးတယ်။ကျွန်တော်တို့လူဖွဲ့အစည်းကဖခင်တွေနဲ့အသက်အားဖြင့်ပို့ကြည့်တဲ့ကလေးကြီးတွေက စေဆိုးဒေါသဖြစ်မှုတို့မို့ရလုံမတိမှုတွေကိုဖော်ပြဖို့နောက်ပြန်ကြည့်စင်မှုကလက်ခံနိုင်တဲ့နီလန်းတွေထဲကတစ်ခုဖြစ်ပြီးနှစ်သက်စရာကျင်းနစ်စရာနီလန်းတစ်ခုဖြစ်တဲ့စရာကိုမျိုးဆက်တိုင်းရဲ့ငွေရွယ်သူယောက်ျားလေးတွေကိုတင် जा ပေးလိရှိကြပါတယ်။အဲ့ဒါကဇဝနာညံကနေအမှုပညာဖြစ်တစားတစားဖွံ့ဖြိုးလာပါတယ်။မိန်းကလေးငယ်အများစုနဲ့အမျိုးသမီးအများစုကသူတို့ရဲ့ရလုံမုံထားမှုတွေကိုနောက်ပြန်ကြည့်စင်မှုဖြစ်အမှုပညာများအောင်ဖော်ပြတဲ့နေရာမှာရှေမောစရာဖြစ်မှုကိုမမြင်တတ်ကြပါဘူး။သူတို့အနေနဲ့ကတော့သူတို့ကမှန်ကန်တရားများတာတဲ့ထင်ရင်အများကြီးပို့ပြီးတဲ့တို့ဖော်ပြ ြားတက်ကြတာပဲဖြစ်ပါတယ်။ဖခင်တယောက်ရဲ့စားနောက်ကြည့်စေမှုနဲ့ပတ်သက်ပြီးထားမပြစ်ခက်ခင်ကျွန်တော်မှချီဆွဲလိုက်တင်တာကအသေးချာကကောက်မမောရည်စူးကြံရွယ်ထားတာမှငယ်ရွယ်လွန်းတဲ့ဓမ္မမို့ခန်းစားထိခိုက်လွယ်လွန်းတဲ့ကလေးတယောက်အတွက်သိပ်ပြီးဆူရှပြင်ထန်လွန်ပါတယ်။ကလေးနေနဲ့ဒီလိုမျိုးထိုးနှက်တိုက်ခိုက်မှုမျိုးကိုအရေးထူလာအောင်သူကိုနိုင်ကရှေမောပျော်ရွှင်လာအောင်လုပ်ဖို့အချိန်နေမပေးခဲ့သေးတာအမှန်ပါ။သူရှိခံရတာကိုသူအသက်သိငယ်သေးတဲ့အချိန်ကလေးကသူသိနေကြတာပါ။ပြီးတော့လုံးလုံးလည်လည်ရှမ်းရွက်သိမ့်မယ်မှုကိုခန်းစားရတော့တာပါပဲ။ အဲ့ဒါကိုသူပါဇက်ကနေပြီးနှုတ်လန်ထိုးတိုက်ခိုက်နိုင်ဖို့နှစ်အတော်လေးစောနေတတာပဲဖြစ်ပါတယ်။ကလေးတယောက်ကအစင်တစိုက်ကျင်နာတရားမဲခံရရင်သူမိသားစုထဲကအခြားတရားရကိုအစီအစဉ်တကျအကျင်နာတရားကင်းကင်းနဲ့ဆက်ဆံသွားတတ်တယ်လို့ထင်မြင်ယူဆထားကြရတဲ့မိခင်များစုနဲ့ကျွန်တော်ကသဘောတူညီထားပါတယ်။ဒါပေမဲ့သူမပြောသလိုပဲနောက်ပြောင်ကြည့်စရာမျိုးထက်အားပဲဖြစ်ဖြစ်အမှပဲဖြစ်ဖြစ်တရားရောက်ရဲ့ကြမ်းတမ်းရဆက်မှုတမျိုးမျိုးကပိုပြီးအရေးကြီးတယ်လို့ကျွန်တော်ဖြည့်ဆွတ်ပေးလိုက်ပါတယ်။ သူတို့ရဲ့တာသမီကလေးတွေနောက်ပြောင်ကြီးစေခံရတာသို့မဟုတ်အနိုင်ကျင့်ခံရတာတွေကိုမိဘတွေအနေနဲ့ဘလို့ဆန့်ကျင်ခုခံကာကွယ်မှုတွေရှိနိုင်ပါသလဲခင်များတို့အနေနဲ့တက်နိုင်နေပဲထားအောင်အများအားဖြင့်မတူထူးခြားတဲ့ပုံဝင်ကျင့်အသက်တစ်ခုကိုပြားရွှေ့သွားဖို့စရာမျိုးကတော့မရှိသလောက်ပါမိဘတွေအနေနဲ့ကတော့လမ်းတိုင်းမှာရက်ဆက်ကြမ်းတက်တဲ့ကလေးတယောက်တော့ရှိရပဲဆိုတဲ့အတွေ့အကြုံကတော့ရှိနေကြတာပါပဲဒီကခံစားလွယ်တဲ့ကလေးတယောက်နဲ့အတူအိမ်သတလုံးကိုခမရတို့ပြောင်းရွှေ့သွားတဲ့အချိန်မှာအဲ့ဒီနေရာမှာရှိနေတဲ့အနိုင်ကျင့်တဲ့ကလေးတယောက်ကတနိုင်တနိုင်အတွင်းခမရတို့ရှိကိုရောက်လာပါလိမ့်မယ် ဆွေးနွေးဆက်ပြအောင်လုပ်ခံရတဲ့ကလေးတရားကိုမိဘတွေအနေနဲ့ရုပ်ပိုင်းရအကာအကွယ်ပေးနိုင်ပါသလားအချို့ချက်လက်တွေရအကာအကွယ်ပေးနိုင်တယ်လို့ပြောနိုင်ပြီးများသောအားဖြင့်တော့အကာအကွယ်မပေးနိုင်ဘူးလို့ပြောရမှာပါပဲစာနာကြည့်စဲတက်တက်မှုချိုးချောင်းကကလေးတွေကထိန်းချောင်းပဲပြင်နိုင်တဲ့အရွယ်ရပေးတဲ့သူတယောက်အဲ့ဒီနေရာကိုချက်ချင်းရောက်မလာပဲသူတို့ရဲ့လုပ်ရက်ကိုဘယ်တော့မှရက်ဆိုင်ထိပါမယ်မဟုတ်ပါဘူး ိုင်မဲ့သူတို့ရဲ့မျိုးတိတ်ထိန်ချုံမှုကတော့တိတ်ကြကြခံလိမ့်မယ်မဟုတ်ပါဘူး။နားလေတီတတဲမိခင်တရားအနေနဲ့ရက်ဆက်ကြံကြုတ်တဲ့စိတ်နည်းနည်းပဲရှိပြီးတာဝန်ယူနားလေတတဲစမိဘမျိုးရှိရဲ့အင်းနီနာချင်းကလေးတရားကိုသွေးဆောင်စီယုံကောင်းစီယုံနိုင်ပါလိမ့်မယ်။တစ်ဖက်မှာတော့မိခင်ကဆုံးမတရားလို့ဖြစ်သွားမယ်ဆိုရင်တော့အဲ့ဒီအင်းနီနာချင်းကလေးကသူမကိုရန်သူတရားလို့သဘောထားလိုက်ပြီးသူမနဲ့သူမရဲ့ကလေးကိုမလိုလားထိုက်တဲ့သူရိလို့သဘောထားပြီးတခါရဲသဘောထားလိုက်ပြီးရှေ့ဆက်အဖီစီနှိမ့်ဆက်ဖို့ပဲစိတ်ထဲမှာထားတော့မှာပါ။ တကယ်တမ်းညင်ပန်းနေဆက်တဲ့သူတယောက်ကအုပ်စီးခံရတဲ့အချိန်ကြားမှာပဲနောက်တွန့်သွားလေးရှိပြီးကလေးတယောက်ကိုရှေးရှောက်နောက်ပြောင်ကြည့်စေဖို့အခွင့်အလမ်းကိုညင်ပြီးစောင့်နေတတ်ပါတယ်။အများအပြားတော့အဲ့ဒီကလေးမျိုးတွေပေါ်မှာသူတို့ပေါ်ထင်းချောင်းကင်တွင်နိုင်မှုနည်းနည်းပဲရှိရဲ့အိနီနာချင်းတွေရဲ့တိုင်တန်းပြောဆိုမှုတွေကိုမထုံတက်သေးလို့ချင်းလို့ဒါမှမဟုတ်ယုံကြည်ဖို့ရရင်ပြပြညင်ပဲ့လေးရှိရဲ့မိဘမျိုးတွေရှိတတ်ကြပါတယ်။ ကျွန်တော်ကတော့သူမရဲ့ကလေးသူမနဲ့တက်တူရဲ့တူတွေနဲ့ကစားတာကိုနေစားတူကအချိန်သက်သက်ပေးပြီးထိန်ချောင်းပေးဖို့လဲဆန္ဒလဲရှိလုံလဲလုံနိုင်တဲ့မိခင်တယောက်အနေနဲ့တိတ်မြဲများဆဆာပေးပြီးပြင်ပြင်လုံနိုင်မယ်လို့မထင်ပါဘူးဒါပေမဲ့သူမအနေနဲ့ကစားနေကြတာကိုတစ်ချိန်လုံးညွန်ကြားပြောဆိုနေခဲ့ပြီးသူမတိတ်ချစ်တဲ့ကလေးကိုအနိုင်ကျင့်ဖို့ကြားချင်တဲ့ကလေးကိုစူပူမဲ့မဲရမယ်လို့တော့ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး ။ဒါပေမဲ့ခင်မေရင်းနှီးတက်တဲ့အရွယ်ရောက်ပြီးသားကလေးကြီးတယောက်က"သမရဲ့ရှိမှဆိုရင်ကလေးငယ်တွေကိုထိန်းချောင်းပေးတတ်ပါတယ်။တကယ်လို့တင်မမှုတစ်ခုဖြစ်လာတာကိုသမကတွေ့ပြီးဆိုရင်သမအနေနဲ့သူတို့တွေကိုတခြားကစားနည်းအစ်စ်တစ်ဖက်ကိုအာယုံပြောင်းပေးနိုင်ပါတယ်။ရန်လုံးမုံတိမှုတွေပောက်ကွဲလာမယ်ဆိုရင်တော့တိုက်ခိုက်တော့မဲ့သူတွေကြားမှာအ short တက်လို့ဖို့အကြံပေးသူတယောက်အနေနဲ့ရောကြောက်သားနိုင်ရန်တစ်ခုဖြစ်ပါအေးဆေးဝင်ပြီးတော့ရက်တီပေးနိုင်တာဖြစ်ပါတယ်။ ရှိရှိမှာတော့မိခင်တရားရဲ့ကလင်းငယ်တစုအပေါ်မှာဝင်ရောက်ဆက်ဖက်တာမျိုးမဟုတ်တဲ့ထိန်ချုပ်ကင်တွေမှုကသူမရဲ့ရှက်ရွံ့အားငယ်တဲ့ကလင်းငယ်ကိုတဖြည်းဖြည်းသူ့ဘာသာသူသူ့အတွက်ပျော်ရွှင်စရာနေရာလေးတစ်ခုရှာတွေ့လာစေနိုင်ပါတယ်။ဒါမှမဟုတ်တခါတလေမှာသူမအနေနဲ့တားကောင်တကောင်ဖြစ်နေနေရတဲ့အကျင့်တွေရှိနေပြီးဖြစ်တဲ့သူမရဲ့ကလေးကိုခွဲထုတ်ပြီးတလားနှလားလောက်အဲ့လိုအနိုင်ကျင့်ပေါ်ကြတာမျိုးတွေမရှိတဲ့အုပ်စုတစုနဲ့ကစားခိုင်းနိုင်ပါတယ်။ဒါကြားလေးတွေမွေးထားပြီးကျွမ်းကျင်လိမ္မာမှုရှိရဖခင်တယောက်အနေနဲ့သူတို့ကလေးအုပ်စုနဲ့ကစားနေတဲ့ချို့မှာအတူတူကစားပ ေးခြင်းအဖြစ်သူသားကိုနောက်ပြောင်ကြည့်စေတာတွေကြောက်နေစရာမလိုပဲခံယူတတ်သိယူတတ်အောင်အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ကတကယ်တမ်းစားနောက်ကြည်စင်မှုရဲ့အခြေခံကြားတဲ့အဖြစ်တစ်ခုကိုရှာတော့မယ်ဆိုရင်တချို့ကလေးတွေကဘာဖြစ်လို့အလွယ်တကူစားနောက်ခံရပြီးတချို့ကလေးတွေကျတော့ဘာဖြစ်လို့လုံးဝလောက်နေပါနောက်ပြောင်မခံရတာလဲဆိုတာကိုစဉ်းစားကြည့်တဲ့မှာ၄ဒါကရုပ်ပိုင်းဆိုင်ရာအင်အားနဲ့ကိုကိုကိုခါခွဲခုခံတဲ့နေရာမှာကျွမ်းကျင်မှုပြဿနာပဲလို့ခင်ဗျားတို့ယူဆကောင်းယူဆနိုင်ပါတယ်အထောက်ပံ့ဖြစ်နိုင်တဲ့အခြေတစ်ချက်တော့ဖြစ်ပေမဲ့အဓိကတော့မကြလာဘူးလို့ဆိုရပါမယ်တခါတည်းဟန်မှာတန်ဆွမ်းအကောင်းတဲ့ကလေးတယောက်ကသူ့ထက်အများကြီးငယ်ရွယ်တဲ့ကလေးတယောက်ညှင်းဆဲနှိမ့်ဆက်တာကိုခံရတာ မျိုးတွေ့ရတတ်ပါတယ်တစ်ခါတစ်ခါအားနဲ့ပြောနှွဲ့ပုံပန်းမကြတဲ့ကလေးတယောက်ကရဲဆက်တတဲ့ကလေးရိရှိရဲ့အုပ်စုတစုထဲမှာကောင်းကောင်းမွန်မွန်တင်းတင်းတက်တက်နေသွားနိုင်တာကိုလည်းတွေ့ရတတ်ပါတယ် ူကိုရိုင်းကနောက်ပြောင်ကြည်စဲမှုကိုပန်းတွေကပြားတွေကိုဆွဲဆောင်တယ်လို့ဆွဲဆောင်တတ်ကြတဲ့ကလေးတွေလည်းရှိကြပါသေးတယ်။သူတို့ကတကယ့်အနိုင်ကျင့်ဖို့ကြားတတ်သူကလေးတွေအတွက်အနည်းကြီးရဲ့ဆွဲဆောင်မှုရှိုံသာမဟုတ်ပဲကလေးအလုံးလောက်လိုလိုကိုရက်ဆက်ကြံကြုံမှုတွေပြလာစေနိုင်ပါတယ်။အဲ့လိုအုပ်စုမျိုးနဲ့ပြပြလေးလေးနေနိုင်တဲ့ကလေးတယောက်ကိုကျွန်တော်တွေ့ဖူးပါတယ်။ဒါပေမဲ့သူကတခါလောက်အဲ့နဲ့ထိုးခက်လာရုံနဲ့ရုတ်တရက်ဒေါသပေါက်ကွဲတက်ပါတယ်။သူကသင်မင်းတပန်တကောင်လိုမျက်နှာဖြူဖက်ဖြူရော်နဲ့အော်ဟစ်ပြီးလှဲ့ပတ်ပြေးလွှားပက်လေမှာရှိနေတဲ့လောင်ပြောင်တရော်သူတွေကိုကိုရုတ်ကာယာထိုးနဲ့ကန်ကြောက်တက်ပါသေးတယ်။ သူတို့နောက်ပြန်လိုက်တာနဲ့ဒုံးကြီးတခုကိုမီးတိုးလိုက်တယ်လို့ကိုဖြစ်သွားတော့တာပါပဲဖြစ်ထတာတခုကတော့တိတ်ပြီးအလွယ်တကူစားနောက်ခံရတဲ့ကလေးတယောက်ကထိခိုက်ခံစားရှင်ရုံအားငယ်တဲ့ကလေးမျိုးစားဖြစ်ပါတယ်သူကတခြားကလေးတွေကို တွေ့ဆုံရတဲ့အခါမျိုးမှာမယုံကြည်ရဲ့မျက်နှာထားရင်းနှီးခင်မဲမှုမရှိရဲ့မျက်နှာထားမျိုးနဲ့ဆက်ဆံတတ်ပါတယ်အပြုမူရရောစကားအရာပါအများအားဖြင့်ထိခိုက်ထိုးနယ်လေးမရှိတတ်ပါဘူးဒါမဲ့သူ့ကိုကြည်လိုက်အဲ့ဒီကလေးတွေကသူ့ကိုတိုက်ခိုက်ရန်ပြုမှာကိုကြောက်ရွံ့နေသလိုမျိုးအဲ့လိုတိုက်ခိုက်ရန်ပြုတတာရီကြောင့်ပဲကျန်တဲ့ကလေးအလုံးကိုမနစ်သက်နိုင်သလိုမျိုးပုံပေါ်နေတတ်ပါတယ်ကျန်တဲ့ကလေးတွေကအဲ့ဒါကိုချက်ချင်းပဲအကဲခတ်သိမြင်သွားတတ်ပြီးတိုက်ခိုက်ရန်ပြုလို့စိတ်တွေဖြစ်ပေါ်လာတတ်ကြပါတယ်တကယ်တော့အစိတ်ပိုင်းအဖြစ်အဲ့ဒီကလေးရဲ့ပြုမှုဆက်ဆံပုံသဘောထားပုံကတခြားကလေးတွေနဲ့ဆက်ဆံပေါင်းသိရက ကရလာတဲ့ဆိုးရွားတဲ့အတွေ့အကြုံကြောင့်ပဲဖြစ်ပါတယ်။ခင်ဗျားတို့အနေနဲ့အဲ့ဒီအတွက်သူ့ကိုအပြစ်မတင်ထိုက်ပါဘူး။ဒါပေမဲ့ကျန်နေသေးတဲ့ပြဿနာကတော့ပထမဆုံးနေရာမှာသူကအဲ့လိုမကောင်းတဲ့လူမှုဆက်ဆံရေးကိုဘာဖြစ်လို့များစတင်လှုံ့ဆော်ခဲ့တယ်လဲဆိုတာပါပဲ။အဲ့ဒီလိုသဘောထားသေးသေးမှုမျိုးကို မိသားစုတစုထဲကကလေးတယောက်ရဲ့အစောပိုင်းနှစ်ကာလအတောအတွင်းမှာဖြစ်လာစေနိုင်တဲ့အချက်တွေကတော့အမျိုးမျိုးထွေထွေရှိတတ်ကြပါတယ်။ကျွန်တော်စဉ်းစားမိတာတစ်ခုကတော့ကလေးပေါ်မှာအလွန်ကြောကာကွယ်ပေးချင်တတ်တဲ့မိခင်တယောက်ကြောင့်ကလေးကမိခင်နဲ့အနီးကပ်ရှိနေတဲ့အချိန်မှပဲသူ့ကိုယ်သူလုံးချုံမှုရှိရယ်စိတ်ချမှုရှိနေရယ်လို့ခံစားလာစေတတ်ပါတယ်။ ပြီးတော့ကျန်တဲ့သူတွေအားလုံးကအနေရရှိတဲ့သူတွေလို့ပဲခံစားလာစေနိုင်ပါတယ်။တခါတရံမှာသိချစ်လွန်လို့မိဘတွေကမွေဖွားလာတဲ့တာဦးကအပေးယူသဘောရဲ့ပျော်စရာကောင်းမှုကိုတက်မြားဖို့နှွေးကွေးတက်တာကိုသိရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူရဲ့နှစ်နှစ်သားလောက်ကကာလာမှာလူကြီးသူမတွေရဲ့တိတ်ညင်သားတိမ်မွေးတဲ့အကာအကွယ်ပေးမှုအလိုလိုက်ချိုက်ဆိုင်မှုအာယုံဆိုင်မှုပဲရခဲ့ပြီးတခြားစုပူကျန်းတဲ့နဲ့ကလေးတွေနဲ့တွေ့ကြုံရတဲ့အတွေ့အကြုံနေပါလို့ပဲဖြစ်ပါတယ်။ကလေးတွေကလည်းလူကြီးတွေလိုပဲပတ်ဝန်းကျင်လောကထဲမှာသူတို့စိတ်ပါလက်ပါရှာဖွေနိုင်မယ့်အရာကိုသိချင်တတ်ကြတာပါ။ အင်းနာချင်းအနိုင်ကျင့်ပူကြတဲ့ကလေးတွေကရှယ်ကျောင်းလက်ရှည်ရွတ်တဲ့ကလေးတွေကိုမကြမကြအနိုင်ကျင့်ဖို့ကြသလိုမျိုးနဲ့ရင်းရင်းနှင်းနှင်းခေခေမမေနေတတ်ပြီးကိုကိုကိုယုံကြည်မှုရှိတဲ့ကလေးတွေအပေါ်တိုက်ခိုက်အနိုင်ယူဖို့ကြဖို့မကြိုးစားတတ်ကြတာကိုလည်းတွေ့ရှိရပါသေးတယ်။ ဆန္ဒကြီးစရာကိုခံရလေးရှိရဲ့ငယ်ရွယ်သူရှင်းရွံ့အားငယ်တတ်တဲ့ကလေးတွေကပြစ်ဒဏ်ခံရတဲ့သူလေးဖြစ်တယ်ဆိုတာတော့မဆိုလိုပါဘူး။တခြားနေရာတွေမှာကြောင်းကျူးကြကောင်းကောင်းထိန်ညှိနေထိုင်သွားတတ်ကြသူအများစုကတော့အနေနဲ့အမြန်ဆိုသလိုတတောင်တတာရှိရဲ့လူမှုနယ်ပယ်တွေကိုရှာတွေ့သွားတတ်ကြပါရယ်။သူတို့ထဲကတချို့ဆိုရင်သူတို့တွေ့ကြုံခဲ့တဲ့ဒုက္ခတွေကနေအင်းအားနဲ့နားလည်မှုကိုရရှိလာခဲ့ကြပြီးထူးထူးခြားခြားအောင်မြင်မှုရသွားတတ်ကြတာပါ။ကလေးတယောက်ပွားရဲ့အစောပိုင်းကာလမှာစိတ်ချယုံကြည်မှုကိုရရှိခဲ့ကြတဲ့တွင်နဲ့နောက်ကိုအဝေးကြီးရောက်သွားအောင်တွန်းပို ခံကြရတဲ့သူတွေကြားကွဲကွဲပြားပြားရှိဖို့ပို့ပြီးအရေးကြီးရလို့ထင်ပါတယ်ဒုတိယမျိုးစားဖြစ်တဲ့ကလေးတွေကိုတော့ကလေးတငယ်လမ်းညွန်ထိန်ချောင်းရေးကျမ်းမာရေးဌာနတွေကနေကင်တွေဆောက်ရှောက်သွားတင်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကောင်းတော့ဖော်ပြခဲ့တဲ့ မိခင်ကတော့ကလေးတယောက်ရဲ့ထရဲ့နှိမ့်ဆက်ညင်ပန်းခံရမှုစဉ်ဆက်မပြတ်ပြဿနာကိုထုတ်ဖော်ပြောဆိုတာမဟုတ်ပါဘူး။သူမကသူမရဲ့ကလေးတွေတဲကကလေးတွေကိုစီကိုစီခံစားကြရတဲ့အခါအားလျော်စွာကြုံတွေ့ရတဲ့နောက်ပြောင်ကြည့်စင်မှုတွေကိုပဲပြောဆိုတင်ပြလာတာဖြစ်တယ်။သူမကအဲ့ဒါကိုဘလို့ကင်တွေ့ရမလဲဆိုတာနဲ့ပတ်သက်ပြီးအကြံဉာဏ်တောင်းဆိုလာတာဖြစ်ပြီးကလေးတယောက်ကိုတံပြန်တောက်ပြန်တိုက်ခိုက်ဖို့ပြောဆိုတာကသူတို့လေအနိုင်ကျင့်ဖို့ကြားတဲ့သူတရားဖြစ်သွားစေနိုင်သလားဒါမှမဟုတ်အဲ့လိုမဖြစ်စေနိုင်ဘူးလားဆိုတာကိုသိချင်လို့မေးမြန်းတာပဲဖြစ်ပါတယ် ျွန်တော်ကတော့အစောပိုင်းမှာအကြံပေးတင်ပြခဲ့တာတွေအပြင်နောက်ထပ်အကြံပေးချက်နှစ်ခုလောက်ထပ်ပြောချင်ပါတယ်ကျွန်တော်ကိုယ်ပိုင်ယူဆရတော့ပုံမှန်ချိန်နေမှာရှိတဲ့ကလေးတရားကိုတုံ့ပြန်မတိုက်ခိုက်တော့ဖို့ဘယ်တော့မှသင်ကြားပေးလိမ့်မယ်မဟုတ်ပါဘူး ကိုကိုကိုကန်းကန်းထင်းကြီးနေထိုင်နိုင်တဲ့ကလေးတွေတောင်မှတခြားကလေးတွေနဲ့စပြီးကစားလာတဲ့အချိန်ကစပြီးအခအားလျော်စွာသိပ်ပြီးမပြင်းထန်တဲ့တိုက်ခိုက်မှုမျိုးနဲ့ကြုံတွေ့ရတတ်တာပါအဲ့ဒါကပဲတယောက်ချင်းစီရဲ့အခွင့်အရေးတွေကိုအပြန်အလှန်လေးစားကြဖို့တင်ကြားပေးတဲ့နီလန်တလန်ဖြစ်ပြီးသူတို့ရဲ့ကိုပိုင်အခွင့်အရေးတွေကိုဘလို့ရက်တီကာကွယ်မလဲဆိုတာကိုလည်းတင်ကြားပေးတဲ့နီလန်တကူလို့ဆိုရပါလိမ့်မယ်အဲ့ဒါကြောင့်တော့သူတို့ကိုရက်ဆက်ကြမ်းတက်မသွားစေနိုင်ပါဘူး ကျွန်တော်ကစိတ်တည့်ရရခြင်းများတာညီညွတ်နေသေးတယ်။တရားနဲ့တရားလည်းသိပ်ပြင်းထန်တဲ့ရုပ်ပိုင်းအရာရောစိတ်ပိုင်းအရာခံစားမှုပိုင်းအရာပါနာကျင်မှုမရှိနိုင်ဘူးလို့ယူဆတဲ့အချိန်မှာခရံဒေါ်တာဖြစ်မှုကလေးတွေကိုဝင်ပြီးအနောက်ဆက်အဟံတာမလို့စေချင်ပါဘူး။ရှေးပုံရအပြင်ခင်မင်ရင်းနှီးရဲ့ဇာတ်လက္ခဏာတွေရှိနေသေးတဲ့အချိန်တွဲမှာပေါ့လေ။တကယ်လို့ဝင်ရောက်ဆက်ဖက်ရပြီဆိုရင်လည်းကျွန်တော်ကဟန်ဆောင်ပြီးလောက်တာမျိုးမဟုတ်ပဲပေါ့ပေါ့ပါပါထိမ့်သိမ့်ပေးတာမျိုးပဲလုပ်မှာပါ။တကယ်လို့ကျွန်တော်ရဲ့ကလေးတွေကတာမန်ကလေးတွေထပ်ပို့ပြီးရန်လိုထိပါလို့စိတ်ထိုးနှက်တိုက်ခိုက်တတ်မယ်။ ဓမ္မမုတ်စိတ်ဆိုးဒေါသဖြစ်တာမျိုးလုံးဝရှိမလာဘူးဆိုရင်တော့နားလေတက်ကြွတဲ့ပညာရှင်ကိုမေးမြန်းကြံတောင်းရပါလိမ့်မယ်တနီပြောရရေပုံရအဖြစ်ယင်းနှခင်မင်တဲ့သဘောတဘာဝရှိရဲ့ကလေးတယောက်ကိုထိုးချိတ်တိုက်ခိုက်တာမှမှားရွံ့တယ်လို့သင်ကြားပေးမိရင်အဲ့ဒါကသူ့အတွက်အားနည်းပြောညံ့ချက်တစ်ခုဖြစ်သွားစေနိုင်တယ်လို့ကျွန်တော်ယူဆထားတာဖြစ်ပါတယ်ဖြစ်နိုင်သေးတာကရှက်ညွတ်အားငယ်တဲ့ကလေးတယောက်ရဲ့မိဘတွေကသူ့ရဲ့သားသမီးကိုရံပြုတ်ညင်ပန်းလာတဲ့ကလေးကပိုပြီးငယ်နေတာတောင်မှသူ့ရဲ့သားသမီးကိုတုံ့ပြန်တိုက်ခိုက်ဖို့ပြောဆိုမရနိုင်တဲ့တာမျိုးပေါ့လေ မိဘတွေအနေနဲ့စားနောက်ကြည်စေရလို့ထပ်ပြီးစိတ်ထိခိုက်ခံစားမှုမရှိရအောင်နဲ့ခဏခဏစားနောက်ကြည်စေမခံရအောင်ပြောင်းလဲပြီးနေထိုင်တတ်ဖို့စားနောက်ကြည်စေတာတွေပေါ်မှာသူတို့ကိုယ်တိုင်ကိုယ်စိတ်ကိုယ်ကိုဒုက္ခပေးသလိုမဖြစ်ရအောင်စူးစမ်းပြီးနေထိုင်ဖို့အကူအညီပေးနိုင်ပါတယ်။မိုးကြိုးပြနေတာခွေးတကောင်ကဟောင်းနေတာတရားနာတရားဖြစ်နေတဲ့အသည့်ကြုံတွေ့ရတဲ့အင်အားကြီးအနောက်ဆက်တိုင်းနဲ့ကြုံရတဲ့အခါတိုင်းမှာငယ်ရွယ်သူကလေးတယောက်ကအဲ့ဒါကိုဘလို့ရင်ဆိုင်ရမယ်ဆိုတာကိုလမ်းပြညွှန်ဖို့ မိဘတွေကိုအားကိုးလေးရှိပါတယ်တကယ်လို့မိခင်တယောက်ကငိုယိုနေတဲ့သူမဟုတ်ထိတ်လန့်နေတဲ့ကလေးတယောက်ပြန်ပြောပြတာကိုနားထောင်ပြီးသူရှိမှရင်စိတ်လှုပ်ရှားအဲ့ဒီဖီစီနောက်ဆက်သူကိုမကောင်းဆိုးဝါးဝန်ဆားနေတဲ့လူတယောက်လို့ဒေါသနဲ့ပြောဆိုပြစ်တင်နေတယ်ဆိုရင်တော့ကလေးကအဲ့ဒီအန်နီယေကိုပုံကြီးချက်နားလေခန်းစားသွားပြီးဒီလိုအန်နီယေမျိုးနဲ့ထပ်ပြီးတွေ့ကြုံကကြုံရနိုင်ပါတယ်မိခင်တယောက်ကတနေ့မှာကျိန်ဖန်များစွာရဲလို့ထိပါသူကိုဆဲဆို စူပူပူအိမ်ထဲကအတင်းပြေးပြေးထွက်နေမယ်တမမဟုတ်လေသူမရဲ့ကလေးကိုကဲတင်ဖို့စူးစမ်းနေမယ်ဆိုရင်သူမအနေနဲ့ကလေးကိုသူမသီးသားတူတဲသောအကာအကွယ်ဖြစ်တယ်လို့ထင်မြင်ယူဆသွားအောင်သင်ကြားပေးလိုက်သလိုဖြစ်သွားပါလိမ့်မယ်အချားတစ်ဖက်ကလည်းသူမအနေနဲ့နှလုံးသားမှာကြောနေအောင်ကစားစူးစမ်းဖို့လည်းမလိုအပ်ဘူးလို့ပြောရမှာပါသူမကကလေးတရားကိုတမနစ်လောက်အတွင်းချိန်နဲ့နှစ်သိမ့်စွာစေနိုင်ပြီးအားလုံးစင်ပြေချောင်းမွေသွားပြီးလို့သူမအနေနဲ့ယုံကြည်စိတ်ချထားလိုက်တဲ့ပုံစံမျိုးနဲ့သူမရဲ့ကလေးကိုပျော်ပျော်ရွှင်ရွှင်နဲ့အပြင်းပဲတစ်ခါထွက်လွှတ်လိုက်နိုင်ပါတယ် တကယ်လို့ကလေးကဆက်ပြီးတိုင်တန်းနေမယ်ဆိုရင်တော့ RPG နေဆက်သူတွေထလာခဲ့ရင်ဖြစ်လာမဲ့ချင်းချမှုတွေကိုစိတ်ဆိုးတုံ့ပြန်ဖို့တိုက်ခိုက်လာတာတွေကိုတုံ့ပြန်တွန်းလှန်ပစ်ဖို့နီလန်းတွေကိုအကြံဉာဏ်ပေးကောင်းပေးရပါလိမ့်မယ်။အဲ့ဒါနဲ့ပဲသူမရဲ့ကလေးအနေနဲ့နောက်တစ်ချိန်မှာတော့သူမအကြံပေးပြောဆိုထားတဲ့အတိုင်းသူကသူခုခံကာကွယ်နိုင်ပြီလို့ဆိုလိုတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဘာမှထိန်းလန်းစရာစိုးရိမ်စရာဖြစ်လာမှာမဟုတ်ဘူးဆိုတော့သူမရဲ့ချင်းမြင်ယူဆချက်နဲ့ရေရှည်မှာဆိုရင်တော့သူမရဲ့ကလေးကသူကသူကာကွယ်စောင့်ရှောက်လိုင်းလာလိမ့်မယ်ဆိုရုံကြည်မှုတွေကကလေးအနေနဲ့နောက်တစ်ချိန်ရင်ဆိုင်အန်တူးမှုလုံးဝ ားတဲ့အခါသိပ်ပြီးတိတိတသားမကြောက်တတ်တော့ဘဲနဲ့သူ့ကိုနောက်ပြောင်ရန်စားဖို့ဖိတ်ခေါ်သလိုမျိုးလဲတိတ်မဖြစ်တော့အောင်စူးစမ်းဖို့အားပေးကူညီလိုက်သလိုဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ဒါစိတ်ထိခိုက်ခံစားနေရတဲ့မိခင်တယောက်ကသူမရဲ့ကလေးကိုအကာအကွယ်ပေးဖို့အများရန်ပြပြတလဲဖြစ်နေမယ်ဆိုရင်တော့အိတ်မကောင်းလှဘူးလို့ဆိုရမှာပါ။ဒါပေမဲ့သူမရဲ့ကလေးအနိုင်ကျင့်ခံနေရတာကိုဗေဘောက်ကနေမလုံးမရှက်စောင့်ကြည့်နေမယ်လို့လည်းကျွန်တော်မဆိုလိုပါဘူး။အချိန်တွေကဆိုရင်စရာဖြစ်လာပြီးဆိုရင်တော့သူမမှာအခြားတစ်ခုခုခိုင်းစရာရှိလို့ဆိုတဲ့ပုံစံမျိုးနဲ့ခအေးပဲသူမရဲ့ကလေးရှိတဲ့နေရာကိုရှောက်သွားနိုင်ပါတယ်။အဲ့လိုရောက်ရှိသွားမှုကမိခင်တယောက်ရဲ့တာဝန်တရားကိုပြင်းပြအောင်မြင်အောင်လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒီနေ့ရဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲနော်နောက်နေ့တွေမှာလည်းဒီစာအုပ်ရဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်မျှော်နားဆင်ပေးဖို့မြစ်တာရခင်လိုက်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်